မင်္ဂလာပါရှင်။ဗမာခေတ်သစ်တရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုအချိန်မှစပြီးဇွန်လ16ရက်နေ့မနက်ခင်းသတင်းများကိုအစီရင်ခံတင်ဆက်ပေးပါမယ်ရှင်။ပထမအဆုံးသတင်းအနေနဲ့ ပလဲကန်တောင်တိုက်ပွဲသို့စစ်ကူလာရောက်တဲ့စစ်တပ်မှစစ်ကြောင်းမှမိုင်းထိတံရရထားပဲစစ်ကြောင်းတက်ပြတ်နေဆိုတဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းပလဲမြို့နယ်ကန်တောင်စကန်သို့စစ်ကူလာရောက်တဲ့စစ်တပ်မှစစ်ကြောင်းမှမိုင်းထိကစစ်ကြောင်းတက်ပြတ်နေကြောင်းရှမပင်ခိုင်တိုင်ရင်စနစ်ခွိုင်လာရိန်းစားတပ်ဖွဲ့သို့အလင်းဝင်ရောက်ခဲ့သူစစ်သားကိုထတ်လင်းအောင်ခေါ်ကိုကျော်ကိုကပြောဆိုသည်။ပလဲမြို့နယ်ကန်တောင်တက်စကန်မကြစီရဲ့အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်ကူပေးပို့ထားသောစစ်တပ်စစ်ကြောင်းမှလမ်းတစ်လျှောက်တိုက်ခိုက်ခံရကြောင်းစစ်သားတို့ သေဆုံးတာကစစ်ကြောင်းမှုမှလည်းမိုင်းထိတရန်ရရှိထားသည်ဟုအလင်းဝင်စစ်သားကိုထက်လင်းအောင်ကကိုကျော်ကိုကရှင်းပြသည်အလင်းဝင်စစ်သားကိုထက်လင်းအောင်ခေါ်ကိုကျော်ကိုသည်2024ခုနှစ်ဆယ်လပိုင်းကအရက်တော့ရှံဖြစ်ရန်ကအချုပ်နှစ်ပတ်ချခံရကစစ်သားဖြစ်စုဆောင်ခံရသူဖြစ်ကြောင်းထို့နောက်ရှင်းနီမျိုးနှင့်တောင်ကိုမျိုးတို့တွင်စစ်တပ်နှင့်ငါလာနှင့်စစ်မြေပြင်နှလားတောင်ထန်ဆောင်ကမုံရမျိုးအခြေဆိုင်အနောက်မြတ်တိုင်းစစ်ဌာနကျောသို့ပို့ဆောင်ခံရသူဖြစ်ကြောင်းထို့နောက်ပလဲမျိုးနှင့်ကဲနောင်းရွာတိုက်ပွဲသို့စစ်ကူပေးရန် ်မုံရမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခတို့ရဟယင်ဖြင့် immunity ပြုစော်ဒီစကန်တို့ပို့ဆောင်ခံခဲ့ရကြောင်းစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကတိုက်ခိုက်ချိန်မုံခံရပြီးနောက် MA1 အမျိုးအစားတနက်တလက်ကြီး45တောင်မိုင်းတလုံးနှင့်အတူစစ်ကြောင်းတွင်မှထွက်ပြေးလာကရှမပင်ခန့် MS နှင့်တရင်ခွိုင်းလာ Rangers တန်အလင်းဝင်ခဲ့ကြောင်းသိရှိရသည်ဇွန်လ9ရက်နေ့မုံရမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှပလဲမြို့နှင့် immunity ပြုစော်ဒီစကန်တို့ရဟယင်ဖြင့် AN 140ခန့်ပို့ဆောင်ခဲ့ကြောင်း ်ထို့သောပို့ဆောင်ပြီးနောက်ကဲနောင်းရွာဘက်သို့စစ်ကူစစ်ကြောင်းဖြင့်ခြေလင်းသွားရောက်စဉ်ပြည်သူ့လူမျိုးရေးတပ်မတော်နှင့်မာမိတ်ဘူပေါင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခတ်ခဲ့ရာ တက်ပြက်နေပြီးဟိုတစုတီတစုဖြင့်တက်ပြက်နေကြောင်းသိရှိရသည်ထိတွေ့မှုဖြစ်တာ PLA နဲ့ဖြစ်တာပါစစ်ကြောင်းကဟိုတစုတီတစုအနေအထားပဲကိုင်းတွင်းရွာထဲမှာအင်အား30လောက်ရှိတယ်တချို့လည်းပျောက်နေတာတချို့သေဆုံးသွားတာတွေရောတက်ပြက်နေတဲ့အနေအထားပဲလက်ရှိတော့တိုက်ပွဲကငြိမ်နေတယ်ထိတွေ့တိုက်ပွဲမှာသူတို့စစ်ကြောင်းမှုလည်းမိုင်းထိထားတယ်လို့ပြောတယ်သေဆုံးတာကတော့အတေးကြမသိရဘူးလို့ပြောတယ် သူနဲ့အလင်းဝင်မဲ့တယောက်သေသွားတာလို့ပြောတယ်။ဒါကြောင့်သူလဲစစ်ကြောင်းထဲကလက်ထွက်ပြေးလာတော့ပြီးတော့ကျွန်တော်တို့ရဲဘော်တွေစီကကင်းပွိုင်းစေလာပြီးအလင်းဝင်ဖို့ဆိုပြီးပြောတာကြိုတင်ချိတ်ဆက်ထားတာတော့မရှိဘူး။ဖုန်းနဲ့လည်းသိမ်းခံရတာဆိုတော့ဟိုရှင်မပင်ခရင်တရင်စနစ်ခွိုင်းလာရေးချာစတပ်ဖွဲ့မှာတာဝန်ရှိသူကရှင်းပြသည်။ပလဲမျိုးနဲ့ကန်တော့စကန်သိမ်းတပ်ဖွဲ့ကိုဇွန်လ၂ရက်နေ့ကလေးက PLA ဦးဆောင်သောတော်လင်းတက်များကတိုက်ခိုက်နေခြင်းဖြစ်ပြီးတိုက်ပွဲမှာနှစ်ပတ်နေပါကြာမြင့်နေသည့်ပြင်းထန်နေစေဖြစ်သည်။ဆလဘီကြောက်ကြီး င်အောင်မြင်စုရရင်ထိုင်ချထားသောစစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်မှရှေ့ဦးတည်ဆုံမီလက်နက်ခေရင်များတင်စီရရှိဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းကြောက်ကြီးမြို့နယ်အောင်မြင်စုရရင်ထိုင်ချထားသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဘက်မှရှေ့ဦးတည်ဆုံမီလက်နက်ခေရင်များတင်စီရရှိခဲ့ကြောင်း အထူးကွန်မန်ဒိုတရင်ပီ29914မှတောင်းရှိသူတို့ကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည်ဇွန်လ6ရက်နေ့တွင်ကြောက်ကြီးမြို့နယ်အုံမင်စုရွာတွင်အထိုင်းချတက်ဆွဲထားသောအင်အား30ကျော်ခန့်ရှိအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအုံမင်စုကြီးရွာကိုထိန်းချုပ်နိုင်ခဲ့ကြောင်းသိရှိရသည်။ထို့ထိတွေ့တိုက်ပွဲတွင်နက်တန်ခွေမြို့နယ်ကြောက်ကြီးမြို့ရှိအကြမ်းဖက်စစ်တပ်စခန်းများမှလက်နက်ကြီးများဖြင့်ပစ်ကူတိုက်ခိုက်ပေးခဲ့ပြီးတိုက်ပွဲအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်းသိရသည်။ရှင်းတိုက်ပွဲတွင်ကျန်းဘက်စစ်ကောင်စီတပ်သားများထံမှ G3G 980တောင်း40မမပုံသေး10လုံး၊ RPG ပူရန်စတက်ကို RPG အသေး9လုံး၊ MA ခွေမုံ9လုံး၊ RPG 9တလက်၊ MA 11တလက်၊လက်ပြပုံ9လုံး14မိုင်း9လုံးရှေးထွက်မိုင်း3လုံး MG ပေါက်3မောင်းမိုင်းရှာဆက်1လုံးအသုံးဆောင်ပစ္စည်းများတင်ဆက်ရရှိခဲ့ကြောင်းသိရှိရသည်။ ်စစ်ခွင်းသေးတာထပ်တိုးမရှိပါဘူးစစ်ခွင်းရှင်ဖမ်းမိတာမျိုးမရှိပါဘူးကျွန်တော်တို့တရင်အနေနဲ့ရှင်သူကိုရှင်သူလိုပဲဆက်ဆက်ပြီးအဆုံးထိသွားမှာပါဘူးအထူးကွန်မန်ဒိုတရင်မှတာဝန်ရှိသူတဦးကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုအထူးကွန်မန်ဒိုတရင် P2914 KNLA တရင်ရှင်တရင်ကိုအလာဝကစစ်ကြောင်း3032တရင်ရှန်ကုန်ပကဖာ AR ပကဖာတို့ကပူးပေါင်းလုံဆောင်ခဲ့ကြောင်းသိရှိရသည် ရှကုဆလံပင်ထန်းတပင်မြုံနယ်တွင်အင်အားဖြင့်တည်ရင်လာသော စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်မှ9ဦးသေဆုံးဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဘုကိုတိုင်းထန်းတပင်မြုံနယ်တွင်အင်အားဖြင့်တည်ရင်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုချဖြတ်တိုက်ခိုက်ရာအကြမ်းဖက်စစ်တပ်မှ9ဦးသေဆုံးခဲ့ကြောင်းတောင်ငုခရဲ့အမှတ်နှစ်တရင် P2352 မှတာဝန်ရှိသူတို့ကရှန်ကုန်ခရစ်တဲ့ရင်ဌာနထံသို့ပြောဆိုသည်။ဇွန်လ12ရက်နေ့နနက်9:00နာရီခန့်တွင်မြို့ဆိုတဒါ၌အင်အားဖြင့်တည်ရင်လာသောအကြမ်းဖက်စစ်ကောင် င်စီတပ်သား120ခန်းသည်မြို့ဆိုရအတွင်းသို့လာရောက်စဉ်တော်လင်းတပ်ဖွဲ့များကကြားပြတ်တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ရှင်းတိုက်ခိုက်မှုအတွင်းဂျမ်ဘက်စစ်တပ်ဘက်မှ9ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရှိသူများပြားကြောင်းအဂျမ်ဘက်စစ်တပ်ဘက်မှလက်နက်ငယ်များလက်နက်ကြီးများဖြင့်ပြန်လည်တိုက်ခတ်ခဲ့ကြောင်းသိရှိရသည်။စစ်ခွေးသည်စင်းကထတ်တိုးမရှိသေးပါဘူး။စစ်ခွေးကအရှိတ်ဘက်မတူရဲပဲရှင်းနေလို့အသည့်ဆောင်ဆိုင်နေပါတယ်ဟုတောင်ကိုခရိုင်အမှတ်နှစ်တရင် P2352 မှာတာဝန်ရှိသူတို့ကပြောဆိုသည်။အဆိုပါတိုက် ခိုင်မှုကို3939နှစ်တရင်3931ခွဲနှစ်အုတ်တင်းပကဖားတို့ကပူပေါင်းလုံဆောင်ခဲ့ပြီးတော်လင်းတပ်ဖွဲ့ဝင်များအထူးခိုင်မှုရှိပြည်လင်းစုခွာနိုင်ငံကြောင်းသိရှိရသည် ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ဗန်မောက်မြို့နယ်ရှိစစ်တပ်လက်အောက်ခံအစက်နေတပ်မဟာ614တပ်ရင်းမှတပ်သားတို့လက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင့်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းဗန်မောက်မြို့နယ်ရှိအကျဉ်းဘက်စစ်တပ်လက်အောက်ခံအစက်နေတပ်မဟာ614တပ်ရင်းမှတပ်သားတို့လက်နက်ခဲယမ်းများယူဆောင်လာပြီးအလင်းဝင့်ရောက်ခဲ့ကြောင်း People Defense Force ကတာ District Base 04မှ တောင်းရှိသူတို့ကရှန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇွန်လ9ရက်နေ့တွင်အကြမ်းဖက်စစ်တပ်လောက်ခန့်အစစ်နေတက်မှ614တရင်မှတပ်သားတို့သည်တနက်တလန်းနှင့်ခရဲမြောင်းယူဆောင်လာပြီးကတားခဲအမှန်လေးတရင်တို့အလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရသည်။ထိုအလင်းဝင်ရောက်လာသောအစစ်နေတပ်သားတို့သည် M23 တနက်တလန်နေခရဲမြန်းယူဆောင်လာခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့များကငွေကျပ်350ကိုကတားခရိုင်တရင်လေဗမောင်းမြို့နယ်ဌာနဆိုင်ရာများနဲ့ထောက်ပံ့ပြည်သူများမှကွန်ပျူတာစုချီးမြှင့်ပေးခဲ့ကြောင်းသိရှိရသည်။ သူကအရှိန်တန်းစစ်မြေပြင်ကဝင်ရောက်လာတာပါနောက်ထပ်ဝင်လာမဲ့သူရှိရင်လဲကျွန်တော်တို့ page မှာဆက်သွယ်လာဖို့ပြောချင်ပါတယ်ညွှန်ထွေးစွာလဲကြိုဆိုနေပါတယ်လို့အလဲဝင်လာတဲ့ page share ပေါ်မစိုးတက်ပြတ်တာတွေမရှိပါဘူးလို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ဘက်တွေမှာအဲ့လိုဝါဒတွေဖြန့်နာလိုပါဟုတ် People's Defense for Qatar District B04 မှတောင်းရှိသူတို့ကပြောဆိုသည်ပြည်သူရင်ဝင်ခိုလုံလိုသောရှဲပေါ်များကိုကတားခဲအမှတ်လေးတည်ရင်မှကျူဆိုလျက်ရှိကြောင်း People's Defense for Qatar District B04 မှတောင်းရှိသူတို့ကဆက်လက်ပြောဆိုသည်ရှခုခ တောင်ငုံလိမ့်တုံလမ်းမိုင်းနဲ့နမ်မောက်တရီစစ်ကြောင်းထုံးနေတဲ့စစ်တပ်နဲ့တော်လင်းတပ်ဖွဲ့များတိုက်ဝဲဖြစ်ပါပဲစစ်တပ်ကကြေရွံ့များကိုစစ်တပ်ဝင်ရောက်စီးနှင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်းတောင်ငုံလိမ့်တုံလမ်းပိုင်းရှိကြေရွံ့များကိုစစ်ကြောင်းထုံးပြီးပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေရေးစစ်တပ်နဲ့တော်လင်းတပ်ဖွဲ့များနှစ်ရက်စစ်တိုက်တိုက်ဝဲဖြစ်ပွားခဲ့ကြောင်းတောင်ငုံခင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တရင်3939နဲ့တပ်ခွဲနှစ်မှတောင်ဝင်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုသည်မေလ29ရက်နေ့ကစတင်၍ ရေတံရှိဘက်မှတက်လာတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြီးလိမ့်တူလမ်းမရှိထုံမှုကြီးစခန်းနဲ့ကြောင်လုံးကြီးစခန်းတို့ကိုအင်းအန်းဖြစ်တရင်ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရှိရသည်ထိုကြမ်းဖက်စစ်တပ်စစ်ကြောင်းတွင်တောင်ကိုလိမ့်တူလမ်းမရှိကြေးရွာများကိုစစ်တပ်ဝင်ရောက်စီးနေပြီးပြည်သူပိုင်းနေအိမ်များတွင်စခန်းချကတမှုကြီးပစ္စည်းများကိုစိတ်ချခွေယူနေခြင်းဖြစ်ကြောင်းသိရှိရသည် ်ဇွန်လ13ရက်နေ့၁၄ရက်နေ့တွင်အကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကိုတော်လင်းတပ်ဖွဲ့များကမုံကုန်းကျေးရွာနှင့်ထုံမှုကြီးကျေးရွာအနီးတွင်နှစ်ရက်ဆက်တိုက်ခိုက်ခဲ့ကြောင်းရှင်တိုက်ခိုက်မှုအတွင်အကြမ်းဖက်ဆက်တဲ့ဘက်မှထိခိုက်သေးဆုံးမှုရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးတော်လင်းတော်လင်းတပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည် စီခွဲတိကြိုက်တွေဇုံမှုကိုတော့အတိအကျမသိရဘူးရှာရီမှာလည်းသူတို့စစ်ကြောင်းညာအကုန်ပြေးရတယ်အဲဒီစစ်ကြောင်းကမေလ28ရက်လောင်းနေ့ကနေပြီးရေတာရှိဘက်ကနေတလာပြီးလိတ်တူလန်းချောင်းကိုထုံမှုကြီးခရင်ချင်းဆက်လန်းချောင်းကနေတိုင်းတက်လာတာပါ လိတ်တုလင်းချောင်းမှာရှိတဲ့ထုံးမှုကြီးစခန်းကြောင်လုံးကြီးစခန်းတို့မှာသွာလာနေပြီးအနီးနားရွာတွေကိုပတ်မွေပြီးတံမူရှိတဲ့ပစ္စည်းတွေယူနေနေမှာစခန်းချနေတာကိုအဟန့်ထားလောက်တာပါဟုတောင်ငူခရင်ပြည်သူ့ကော်မတီတပ်ဖွဲ့တရင်3ငါးတုံညာနဲ့တပ်ခွဲနှစ်မှတောင်းအရှိသူတို့ကပြောဆိုသည်အဆိုပါတိုက်ခိုက်မှုကိုတရင်3ငါးတုံညာနဲ့တပ်ခွဲ1နှင့် KNU တပ်မှနေတရင်ငါးလောက်ခံကန်နေကြဒေသကော်မတီဖွဲ့တို့ကပိုးပေါင်းလို့ဆောင်ခဲ့ကြောင်းသိရှိရသည်ထို့ပြီးမကွေတိုင်းနမောင်းမြို့နယ်တွင်စစ်ကြောင်းထုတ်နေသည်အကျဉ်း ်ဖက်စစ်တပ်ကခြေရွာများကိုစစ်တိုက်စီးနေနေ၍တော်လိုင်းတပ်ဖွဲ့များကနှိမ့်စင်လိုင်းလံတိုက်ခိုင်းနေကြောင်း ငပြေမပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည့်စွန်လာကိုရနေရိနှမောင်းမြို့နယ်လက်ခုပ်ပင်ကြီးရွာအတွင်စစ်ကြောင်းထုံးဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်သားများသည်ရှော့တောင်ရွာကိုဝင်ရောက်စီးနင်းခဲ့ကြောင်းသိရှိရသည်အကြမ်းဖက်စစ်ကောင်စီတပ်သားများသည်ကြီးရွာအတွင်ရှိပြည်သူပိုင်ပစ္စည်းများကိုစိတ်ကြိုက်ယူဆောင်ပြီးပြည်သူများမွေးမြူထားသောကြက်ဝက်များကိုလည်းတပ်ဖြတ်စားတောက်ခါလက်နက်ငယ်များဖြင့်ရှမ်းတမ်းပစ်ခတ်ခြင်းကြောင့်ရွာလုံးချွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရှိရသည်ထို့စစ်ကောင်စီတပ် က်သားများတက်ဆွဲထားသောရှော့တောင်ဘုံကြီးကြောင့်ငုံငပြေမှပျောက်ကြားတက်ဖွဲ့နေမဟာမိတ်တပ်များက40မမဘုံဖြစ်လောင်ချများဖြင့်တွားရောက်တိုက်ခိုက်ခဲ့ပြီးအချင်းမစစ်ကောင်စီတက်သားများကလည်းလက်နက်ငယ်လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ရာမှတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်ရှင်းတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှအသက်16နှစ်အရွယ်ကျောင်းသားတအူကိုလူသားတိုင်းဖြင့်နမောက်မြို့ပေါ်မှစစ်ကူစစ်ကြောင်းများရောက်ရှိလာခြင်းကြောင့်ပြည်သူပိုင်းနေများကိုရန်ရှာမီဆိုရင်တွင်တုံလင်းတပ်ပေါင်းစုများကအထိခိုက်ပြင်းပြင်းလည်ဆုတ်ခွာပေးခဲ့ရကြ ောင်းသိရှိရသည်စကွေးစစ်ကြောင်းကထိခိုက်တိုက်ဆုံမှုရှိနိုင်ပါတယ်စကွေးသေးစင်တော့ကျွန်တော်တို့မသိရသေးဘူးစကွေးတွေကတရင်ဖြောက်ထားတယ်နောက်ပြီးစကွေးစစ်ကြောင်းကလည်းအခုထိပြင်မဆုပ်သေးဘူးရှိနေသေးတယ်ကျွန်တော်တို့ရဲဘော်တွေလည်းခွေးစစ်ကြောင်းနောက်ကနေလိုက်ကပ်နေတော့တိုက်ပွဲကဆက်ရှိနေသေးတယ်ဟုငပြေမပျောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတူကပြောဆိုသည်